မင်္ဂလာပါသားတို့သမီးတို့ရေဒီချိန်ကတော့တတ္တမာရသမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချိန်ပြပြပေးမယ်အကြောင်းအရာလေးကတော့ကမ္ဘာသမိုင်းအခန်းနှင်းဥရောပရဲ့နေချက်စနစ်သင်ခန်းစာ၁ဥရောပ၌ပြောင်းလဲမှုများပေါ်ပေါက်လာခြင်းရဲ့အမျိုးသားနိုင်ငံများပေါ်ပေါက်လာခြင်းအကြောင်းဖြစ်ပါတယ် စာသင်ချိန်မှာတော့အလက်ခေဥရောပရဲ့ရေရှင်စီပိုင်းစနစ်ကိုသားတို့သမီးတို့လေ့လာသိများမှာဖြစ်ပါတယ်။အလက်ခေဥရောပမှာတဲ့လေယာစိုက်ပျိုးရေးကိုအခြေခံတဲ့မြေရှင်စီပိုင်းစနစ်ထွန်းကားခဲ့တယ်။အဲ့တော့သားတို့သမီးတို့ရေမြေရှင်စီပိုင်းစနစ်ဆိုတာဘာလဲဆိုတာချက်ရှင်းပြမယ်နော်။မြေပိုင်ရှင်နေရာသူတို့ပိုင်တဲ့နေရာတွေမှာမြေကျွန်းလူတန်းစားတွေကိုပေးရထားပြီးတော့မြေရှင်တွေကိုအခွန်ခန်းနဲ့လူအားတွေကိုဆရာမတို့ရေကျွန်းတွေကနေပြီးတော့ပေးရတာဖြစ်ပါတယ်။ ဲ့တော့မြင်းရှင်ကြီးတွေကတော့ဘယင်သာသနာဝန်ထမ်းမူမတ်စွတ်သူရဲကောင်းနေတယ်မျိုးစားနယ်စားတွေဖြစ်ပြီးတော့မြေချင်းလူဒန်းစားတွေကတော့မြင်းရှင်တွေကိုအလုတ်ကျွေးပြုကြသူများဖြစ်ပါတယ်အလက်ခေစိုက်ပျိုးရေးအခြေခံစနစ်ကတော့မဲနာလို့ခေါ်တဲ့စားမြေဖြစ်ပါတယ်လက်သမားတွေနဲ့မြေကျုံတွေဟာမြေပိုင်ရှင်တွေကိုအခွန်ခန့်နဲ့လိုအပ်ပေးကြရပါတယ်မြေရှင်ကြီးတွေကတော့မြေကျုံတွေကိုမြေယာနဲ့အတူ ရောင်းချနိုင်ခွင့်ရှိတယ်။ဒါကြောင့်မလို့အဲ့ဒီခေတ်မှာတော့ကုသရောင်းဝယ်ရေးအထုံးကားမှုမရှိခဲ့သေးပါဘူး။ကဲသားတို့သမီးတို့ရေအခုဒီချက်ရှင်းပြပေးတဲ့စာပိုက်ကလေးရဲ့အကြောင်းအရာလေးကတော့အလက်ခေဥရောပရဲ့ရေရှင်စီပိုက်စနစ်ဖြစ်ပါတယ်။ဒီပုံလေးကတော့ကဘာမြေပုံဖြစ်ပါတယ်။ကဲဆက်ပြီးကြတော့နောက်ထပ်စာပိုက်ကလေးကိုလေ့လာကြည့်ကြရအောင်။အလက်ခေနောက်မှရောင်းမှသာအရှိတိုင်းနဲ့အနောက်တိုင်းဆက်တော်တဲ့ကုံတော်ရေးလမ်းကြောင်းတွေပေါပေါက်ခဲ့ပြီးတော့ ုသားရဝတ်ရေးအခြေခံတဲ့စီးပွားစနစ်ကိုပြောင်းလဲလာခဲ့တယ်1095ခုနှစ်ကနေပြီးတော့1244ခုနှစ်အတွင်းမှာတော့ဥရောပနိုင်ငံများကဥဆောင်တဲ့ Crusade စစ်ပွဲတွေဖြစ်ပွားခဲ့ပါတယ်ကဲသားတို့သမီးတို့ရေ Crusade စစ်ပွဲဆိုတာဘာလဲဆိုတာရှင်းပြပေးမယ်နော်အဲ့တော့ crusade စစ်ပွဲဆိုတာအလက်ခစ်ကာလ1095ခုနှစ်ကနေပြီးတော့1144ခုနှစ်အတွင်းမှာနှစ်ပေါင်း200ခန့်အီတလီဥဆောင်တဲ့ဥရောပနိုင်ငံတွေနဲ့ အရှိအလေပိုင်းမှာရှိတဲ့မိုးလူမျိုးတွေအကြမ်းမှာဖြစ်ပွားတဲ့ဘာသာရေးစစ်ပွဲဖြစ်ပါတယ်အဲ့ဒါကိုဆရာမတို့ကခရုစိတ်စစ်ပွဲလို့သူတို့ခေါ်ကြပါတယ်ခရုစိတ်စစ်ပွဲရဲ့အကျိုးဆက်အဖြစ်ဥရောပမှာစီးပွားရေးလူမှုရေးနဲ့နိုင်ငံရေးအခြေအနေတွေပြောင်းလဲတိုးတက်လာခဲ့ပါတယ်အဲ့တော့သားတို့သူမျိုးတွေဒီချက်ရှင်းပြပေးတဲ့အကြောင်းအရာလေးကတော့အရှိတိုင်းနဲ့အနောက်တိုင်းဆက်သွယ်တဲ့ကုံတော်ရေးလမ်းကြောင်းတွေပေါ်ပေါက်လာပြီးတော့ခရုစိတ်စစ်ပွဲတွေဖြစ်ပွားဖို့ဖြစ်ပါတယ်ခရုစိတ်စစ်ပွဲတွေပြီးဆုံးပြီးနောက်မှာတော့ စစ်ချီရလမ်းကြောင်းတွေဟာကုံတော်ရေးလမ်းကြောင်းအဖြစ်ပြောင်းလဲခဲ့ပါတယ်။အဲအာရှကုံပစ္စည်းတွေကတော့လမ်းကြောင်းသုံးသွင်းတဲ့ဥရောပကိုရောက်ရှိခဲ့ပါတယ်။အဲလမ်းကြောင်းတွေကတော့တရုတ်ပြည်ကနေပြီးတော့ကုန်းလန်ခီးနဲ့ဝင်ရောက်လာတဲ့လမ်းစီးရီးယားကနေပြီးတော့မြေသေးပင်လယ်ကိုဝင်ရောက်လာတဲ့လမ်းအိန္ဒိယတမုတ်တရားကနေပြီးတော့အလက်ဇန်းဒားမြို့ကိုဝင်ရောက်လာတဲ့လမ်းတွေဖြစ်ပါတယ်။အရှေ့တိုင်းကုန်စီတွေဟာဘင်းနဲ့ကုန်တယ်များမှတစ်ဆင့်မြေသေးပင်လယ်ဈေးကွက်ကိုဝင်ရောက်လာတဲ့အတွက်ကြောင့်မလို့ အီတလီမျိုးပြနိုင်ငံတွေဟာကုန်သွယ်ရေးအချက်ချာနေရာတွေဖြစ်လာခဲ့ပါတယ်။ဒီစာပိုက်ရဲ့အကြောင်းအရာလေးကတော့ပြောင်းလဲလာတဲ့အလက်ခေဥရောပရဲ့ကုန်သွယ်ရေးဖြစ်ပါတယ်။ကုန်သွယ်မှုထွန်းကားလာတဲ့အတွက်ကြောင့်မလို့ကုန်သွယ်လူဒန်းစားနဲ့ကုန်သွယ်ရလမ်းတစ်လျှောက်အချက်ချာနေရာတွေမှာမြို့များပေါ်ထွန်းခဲ့ပါတယ်။ပထဝီနေသားပေါ်မှာအခြေပြုပြီးတော့မြို့တွေရဲ့ဖွဲ့စည်းပုံကမတူညီကြပါဘူး။ရောမမြေဟောင်းတွေကမှာတော့ရောင်းဝယ်စကားများပြုလုပ်ရမှာ ဈေးမျိုးတွေအဖြစ်ပေါ်ထွန်းလာခဲ့ပါတယ်အဲ့ဒီဈေးမျိုးတွေကိုတော့ပြင်သစ်ဘာသာနဲ့ဘူးလို့ခေါ်ပြီးတော့မြို့နယ်လူတန်းစားကိုတော့ဘူးစွာလို့ခေါ်ပါတယ်အချို့သောဒေသတွေမှာတော့ရဲတိုက်တွေဖျားเจ้าရဲ့အပြင်ဘက်မှာတော့ဈေးတွေတည်ပြီးတော့ရောင်းဝယ်ကြပါတယ်အဲ့တော့ဒီစာပိုက်ရဲ့အကြောင်းအရာလေးကတော့ကုံတယ်မှုထွန်းကားလာခြင်းကြောင့်ဈေးမြုံများနဲ့မြို့နယ်လူတန်းစားဘူးစွာတွေပေါ်ထွန်းလာမှုဖြစ်ပါတယ်ခရုဆက်စစ်ပွဲတွေမှာပါဝင်ခဲ့တဲ့ရေရှင်သူကောင်းမျိုးတွေဟာ စစ်အုံစိတ်တွေငွေကြေးတွေလိုအပ်လာတဲ့အတွက်သူတို့ရဲ့ရိုးရာအရဆက်ခံကိုရတဲ့အခွင့်အရေးတွေကိုမြို့နေလူသားစားများထံရောင်းချခဲ့တယ်။ကုံတယ်တွေနဲ့ကုံမစစ်ထုတ်လုပ်သူတွေကတော့သူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်ရင်းနဲ့အုတ်ချုပ်ရေးပိုင်းမှာပါဝင်ဆွတ်ဖက်နိုင်ရေးအတွက်ဂီးအသင်းတွေကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီအသင်းတွေကတော့စီးပွားရေးလုပ်ငန်းတွေကိုလွှမ်းမိုးချုပ်ကိုင်ပြီးတော့ municipal လုပ်ငန်းတွေပါစောင့်ဝလာခဲ့ကြတဲ့အပြင်မြို့ အုတ်ချုပ်ရေးဝန်ထမ်းတွေကိုခံထားနိုင်ကိုရရှိလာတဲ့အတွက်ကြောင့်မလို့မြို့အုတ်ချုပ်ရေးမှာကုန်းသေးတွေကိုကိုးစားပြုတဲ့အုတ်ချုပ်ရေးဖြစ်ခဲ့ပါတယ်။တကယ်ခုရှင်းပြပြတဲ့အကြောင်းအရာလေးကတော့ဂီးသင်းတွေဆောင်ရွက်ခြင်းပြဖြစ်ပါတယ်။ကဲသားတို့သမီးတို့ရေနောက်ထပ်စာပေကလေးကိုလေ့လာကြည့်ကြရအောင်။ဘူးစားတွေဟာကုန်းသေးရေလုပ်ငန်းရေချောင်းတည်ယူပို့ဆောင်ရေလုပ်ငန်းနဲ့တထုတူဖော်ရေလုပ်ငန်းတွေမှာအကျိုးအမြတ်များစွာရရှိခဲ့တယ်ပြီးတော့ချမ်းသာကျော်ဝလာခဲ့ကြတယ်။သူတို့ဟာအမျိုးသားစီးနှုံးညီညွတ်မှုကို ဥစားမှုပေးနိုင်တဲ့အမျိုးသားဘင်တွေကိုအားပေးထောက်ပံ့ခဲ့တယ်။အမျိုးသားဘင်တွေကလည်းသူတို့ကိုပြန်ပြီးတော့ပြည်လျက်ချမ်းမှာ နေရာသစ်တွေကိုတိုးချဲ့ရှာဖွေတွေ့အကူအညီပေးခဲ့ကြတယ်။ခရိယာကျောင်းတော်ကလည်းသာသနာပြန်ပွားရေးအတွက်နယ်မြေသစ်ရှာဖွေမှုကိုလည်းအားပေးခဲ့ပါတယ်။ဒါတို့သမီးတို့ရေဒီအကြောင်းအရာလေးကတော့ဘူဇွာတွေနဲ့အမျိုးသားဘင်တွေရဲ့အကြာဆက်ဆံရေးဖြစ်ပါတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းကြားကုန်သွယ်မှုတိုးတက်လာတယ်။မြို့တွေပေါ်ထွန်းလာတယ်။ ဘူးစွာလူရန်းစားတွေပေါ်ထွန်းလာတယ်။ဘရင်စနစ်ကိုထောက်ခံတဲ့အတွေးခေါ်တွေပေါ်ထွန်းလာခြင်းနဲ့အတူမြေရှင်စနစ်ဟာတဖြည်းဖြည်းနဲ့ခြုံငင်းကြရတယ်။အမျိုးသားဘင်တွေကလည်းသွေးစိညွတ်ညွတ်တဲ့အမျိုးသားရဲ့စိတ်ဓာတ်ရဲ့အဓိကမှန်နိုင်ဖြစ်လာခဲ့ပါတယ်။ဘူးစွာတို့ရဲ့ထောက်ခံအပြင်းမှုမြေရှင်ရဲ့ဩဇာကြဆင်းလာမှုနိုင်ငံရဲ့အတွေးခေါ်တွေပြောင်းလဲလာမှုနဲ့ဘာသာရေးပြောင်းလဲမှုတွေကြောင့်ဥရောပမှာအမျိုးသားဘင်စနစ်နဲ့အမျိုးသားနိုင်ငံတွေပေါ်ထွန်းခဲ့ပါတယ်။အဲ့လိုနဲ့ ်အင်္ဂလန်ပြင်သစ်ပေါ်တူဂီစပိန်စတဲ့ဥရောပနိုင်ငံတွေမှာတော့အမျိုးသားဘိန်တွေပေါ်ထွန်းလာပြီးတော့အမျိုးသားနိုင်ငံများထူထောင်ခဲ့ကြပါတယ်ဒီပုံလေးကတော့အလက်ခေဥရောပတိုက်မြေပုံဖြစ်ပါတယ်ဒီချက်အခုရှင်းပြပေးတဲ့အကြောင်းအရာလေးကတော့အမျိုးသားဘိန်စနစ်နဲ့အမျိုးသားနိုင်ငံတွေပေါ်ပေါက်လာဖို့ဖြစ်ပါတယ်ကဲကျွန်တော်အဓိကချက်လေးကိုကြည့်ကြရအောင် အလက်ခဏမှရောက်မှသာကုသရောင်းဝယ်ရေးကိုအခြေခံတဲ့စီးပွားရေးစနစ်ကိုပြောင်းလဲလာခဲ့တယ်။1095ခုနှစ်ကနေပြီးတော့1144ခုနှစ်အတွင်းမှာတော့ဥရောပနိုင်ငံတွေကဥဆောင်တဲ့ crusade စစ်ပွဲတွေဖြစ်ပွားခဲ့တယ်။အရှေ့တိုင်းကုန်စည်တွေကတော့ဗေဒဲဗေဒဲဈေးကွက်ကုန်ကိုရောက်လာတဲ့အတွက်အီတလီမျိုးပြနိုင်ငံတွေကကုန်သွယ်ရေးအချက်အချာနေရာတွေဖြစ်လာခဲ့တယ်။ဂီးအသင်းရတဲ့မြို့အုပ်ချုပ်ရေးဝန်ထမ်းတွေကိုခံထားနိုင်ွင့်ရရှိတဲ့အတွက်ကြောင့်မလို့မြို့အုပ်ချုပ်ရေးမှာကုန်တယ်တွေကိုကိုစားပြုတယ် ဟုတ်ချိုရဖြစ်လာခဲ့ပါတယ်။ဘူဇွားရဲ့အပိထောက်ပံ့မှုနဲ့ဥရောပမှာတော့အမျိုးသားဘရင်စနစ်နဲ့အမျိုးသားနိုင်ငံများပေါ်ထွန်းလာခဲ့ရပါတယ်။ဒီနေ့ဒီချက်ပြပြပြတဲ့အကြောင်းအရာလေးကတော့ကမ္ဘာသမိုင်းအခန်းနှစ်ဥရောပရဲ့နေချက်စနစ်သင်္ကန်းစာတိဥရောပ၌ပြောင်းလဲမှုများပေါ်ပေါက်လာခြင်းရဲ့အမျိုးသားနိုင်ငံများပေါ်ပေါက်လာခြင်းအကြောင်းဖြစ်ပါတယ်။အခုဒီချက်ရှင်းပြပြခဲ့တဲ့ သင်္ကန်းစာလေးကိုလည်းသားတို့သမီးတို့နားလေသဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။ နောက်သင်ခန်းစာမှာဒီချယ်တို့ပြန်တွေ့ကြမယ်နော်။ Bye bye.